ထိုးယောင်းတက်တဲ့ပွေးသားတွေရဲ့လက်ကွက်တစ်ခုကိုကျွန်တော်ပြောပြပါမယ်။သူကကိုလိုချင်တဲ့အင်ချမ်းမြေမျိုးကိုမစင်စားပေးပေးနဲ့ကိုနဲ့မကိုက်ညီတဲ့အယောင်းတွေကိုတစ်ခုပြီးတစ်ခုပြတယ်။နေရာမကောင်းတဲ့အကွက်တွေပြတယ်။စာရွက်စာလမ်းမကောင်းတဲ့အကွက်တွေပြတယ်။ပတ်ဝန်းကျင်မတန့်တဲ့အကွက်တွေကိုပြတယ်။ဒီလိုအင်ချမ်းမြေတွေကိုမြေပြင်မှာလိုက်ကြည့်ရတာတဏီကုံလောက်ဖြစ်သွားတယ်ဗောနော်။လူလဲပင်မန်းနဲ့စိတ်တွေလဲရှုပ်လာပြီဆိုရင်တော့သူယောင်းကျင်တဲ့အကွက်ကိုနောက်ဆုံးမှပြတယ်ဗော။ပြီးမှသူကဗာပြောလဲဆိုတော့ဒီအင်ချမ်းမြေကဈေးကွက်ထဲမှာအကောင်းဆုံးပဲ။ဒီနေ့ပြထားသမျှဟာတွေမှာဒီအကွက် ကအကောင်းဆုံးပဲဒါကြောင့်ဒီအိမ်ချမ်းမြေကိုအခုပဲဝယ်သင့်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးပွဲစားစကားတွေပြောတာပေါ့ဒီလိုပွဲစားမျိုးနဲ့ကြုံရပြီဆိုရင်တော့အဝယ်ဘက်ကလည်းသူလူချင်တာမရတဲ့အပြင်အချိန်ကုန်တယ်စိတ်ညစ်ရတယ်ပွဲစားကဒီလိုထိုးရောင်းရတဲ့အကြောင်းရင်းက သူ့မှာအင်ချမ်းမြေ data တွေစုံစုံလင်းလင်းမရှိတဲ့ခါကျတော့သူ့မှာရှိတဲ့ data ကိုပဲအတင်းထိုးရောင်းတဲ့အခြေအနေမျိုးတွေကိုရောက်သွားတတ်ပါတယ်။ကိုကဝယ်သူအနေနဲ့ဒီလိုပွဲစားမျိုးနဲ့မကြုံတွေ့ရအောင်လှုပ်ဆောင်လို့ရတဲ့အချက်နှစ်ချက်ရှိပါတယ်။ပထမတစ်ချက်ကကိုဘာလိုချင်လဲဘတ်ဂျက်ဘယ်လောက်သုံးမလဲဆိုတာကိုကြိုတင်ပြီးတော့မှဆုံးဖြတ်ရပါမယ်။ ဥပမာကွာဘယ်မျိုးနေမှာလူချင်းနဲ့ဘယ်ရက်ကွက်မှာလူချင်းလဲပတ်စံဘလောက်သုံးမလဲဆိုတာကိုဆုံးဖြတ်တင်ပါတယ်ဒီလိုဆုံးဖြတ်ဖို့အတွက်အခက်ခဲရှိရဲအကူအညီလိုအပ်တယ်ဆိုရင်တော့ဈေးရမှာတော့ consultation free service ရှိပါတယ်အဲ့ဒါကတော့ဘာလဲဆိုတော့ဈေးကွက်ကျွမ်းကျင်တဲ့သူတွေနဲ့တွေ့ဆုံပြီးတော့မှဘယ်နေရာမှာဝယ်သင့်လဲဆိုတာကိုအခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်ကိုကဘာလူချင်းလဲဆိုတာကိုသိသွားပြီဆိုလို့ရှိရင်တော့ကိုလူချင်းတဲ့ဟာကိုကျွန်တော်တို့ရှာပါမယ်ဒီလိုရှာဖို့အတွက်ကလည်းဈေးရ application ရှိပါတယ်ဈေးရ application မှာတော့ အင်ချမ်းမြေတွေကိုရက်ကွက်အလိုက်မြို့နယ်အလိုက်ဈေးနှုန်းအလိုက်တွေစီစစ်ပြီးရှာလို့ရတဲ့အတွက်ကြောင့်မလို့မြေပြင်မှာဆင်းမကြည့်ခင်မှာကုလူချင်းနဲ့အယောင်းမြေခွက်တွေကိုမိမိနေအိမ်ကနေတဆင်း အခမဲ့အချိန်ကုန်လူပင်မန်းတတ်တာခံပြီးတော့မှ EACC ရှာဖွေလို့ရပါလေ။ဒါဆိုရင်တော့ကိုလူချင်တဲ့အင်ချမ်းမျိုးကိုအမြန်ဆုံးရှာတွေ့နိုင်မှာဖြစ်ပြီးတော့မှမြေပြင်ကြည့်တဲ့အခါမှာလေဒီအကွက်ကကိုနဲ့တင့်တော်လားမတင့်တော်လားဆိုတာကိုကြိုတင်ဆုံးဖြတ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ခုနလိုပြောတဲ့ပွဲစားတွေနေတော့တွေ့ကြုံဖို့ဆိုတာတော်တော်လေးခက်ခဲသွားပါလိမ့်မယ်။